ုလိုရာသီမှာထွက်ပေါ်လာပြီးရှိတဲ့မီးပိုးကောင်ဆိုတာဘာလဲမီးပိုးကောင်အစိတ်ကဘယ်လိုလဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြသွားပြီးမှဖြစ်ပါတယ်ကျွန်တော်မီးပိုးကောင်ဆိုတာကတော့လူတွေကိုဓာတ်ရိုက်ကြိုက်တာမျိုးမဟုတ်ဘဲနဲ့သူ့ခန္ဓာကိုယ်မှာပါတဲ့အစိတ်ရည်တွေကြောင့်ကျွန်တော်တို့လူတွေရဲ့အရေပြားကိုရာရန်ပူလောင်စေတာပါဒီပိုးကောင်တွေအကြောင်းတည်တည်ထိထိုက်တဲ့အချက်အလက်တွေနဲ့ကာကွယ်ကုသနည်းတွေကိုကျွန်တော်အသေးစိတ်လေးရှင်းပြပေးပါမယ်ခင်ဗျကျွန်တော်ဒီမီးပိုးကောင်ကိုဒေတာလိုက်မီးဖြန်းကောင်လို့လည်းခေါ်တယ်ဘုံခွဲကောင်ဆိုပြီးတော့လည်းခေါ်ကြတယ်ခင်ဗျ သူ့ရဲ့အင်္ဂလိပ်အမည်ကတော့ Rob Peter လို့ခေါ်တယ်။သိပ္ပံအမည်ကတော့ Patras မျိုးစုထဲမှာပါတယ်။သူ့ရဲ့ပုံမှန်သဏ္ဍာန်ကတော့အရှည်ကတော့ခွန်းကနေ10မီလီမီတာလောက်ရှိတယ်။ခန္ဓာကိုယ်ရှင်မျောမျောနဲ့ဥကောင်အမဲခန္ဓာကိုယ်အလယ်ပိုင်းမှာလင်မောင်ရောင်နဲ့ဒုမဟုတ်အနီရောင်လေးတွေရှိတတ်တယ်။အဓိကသူတို့ရဲ့အနေအရတော့သူတို့ခန္ဓာကိုယ်မှာထွက်တတ်တဲ့ Patrin ဆိုတဲ့အစိတ်ကြီးတစ်မျိုးဖြစ်တယ်ခင်ဗျ။အဲ့ဒီအစိတ်ကြီးကိုကျွန်တော်တို့လူအရေးပြားနဲ့ထိမိလိုက်တဲ့အခါမှာကျွန်တော်အစိတ်တင်တတ်တာပေါ့နော်။ ီလို TV 24နာရီအတွင်းမှာကျွန်တော်တို့ဘယ်လိုလက္ခဏာတွေပြလာနိုင်လဲဆိုတော့ TV ရဲ့နေရာမှာနှီးရဲလာမယ်ဆက်ပြင်းပြင်းနေဖြစ်လာမယ်အဲတခါတလေပြင်းထန်တဲ့အခါကျရင်ရေကြည်မှုကြီးတွေထွက်လာတယ်တံတောင်စစ်တို့ဒူးအခွင့်လိုက်နေရာမှာဆိုရင် သူ့ကိုညှစ်မိရင်ညှစ်မိတဲ့နေရာအတိုင်းကိုလိုက်ပြီးဖောင်းပြီးတော့ရေကြည်မှုထတတ်တယ်ခင်ဗျအဲဒါကြောင့်မို့ကျွန်တော်အဲ့မီးပိုးကောင်တွေမလာအောင်ဘယ်လိုလုပ်တင်လဲဘယ်လိုကာကွယ်မလဲဆိုရင်ညဘက်မှာသူကထွက်တတ်တာမဟုတ်လို့မီးရောင်နေတာသူတို့ ဖိတ်ခေါ်သလိုဖြစ်နေတာပေါ့နော်ညာဘက်ဒီမှာမီးအောင်တွေကိုရှော့ခြင်းအဖြစ်သူတို့မလာအောင်ကာဝယ်နိုင်တယ်ခင်ဗျအိမ်တွေအလင်းရောင်ထိန်းချုပ်ရမယ်ပရင်းပေါက်နားမှာမီးအလင်းရောင်တွေသိပ်မထုံးနဲ့ပေါ့နော်နောက်ပြီးတော့အင်းဆက်ကေလာလိုဆေးတွေကျွန်တော်ဖြန်းထားလို့လည်းရပါတယ်မီးပူကောင်စိတ်သိမ့်ရင်ဘယ်လိုကုသမလဲဆိုတော့ကျွန်တော်ပြောပြမယ်ခင်ဗျမတော်တဆသူ့ကို ထိမိပြီဆိုရင်တော့ကျွန်တော်ချက်ချင်းရေးစေးချပါထိတဲ့နေရာကိုရေများများနဲ့ဆက်ပြအသုံးပြုတီချစေးကြောပါအခါကျရင်အစိတ်ရေကရေပြားလေးကိုတိတ်ပြီးပြန့်မဝင်ပါလို့အောင်ပေါ့နော်ဒီကပြီးရင်ကျွန်တော်တို့အစိတ်ရေထိမိထားတဲ့အဝတ်စားတွေကိုချွတ်ပြီးတော့လဲလိုက်ပါဖြစ်ဖြစ်ချင်းညီရေ ရောင်နေတဲ့အချိန်ကျရင်ရေခဲကတ်ပေးပါမြတ်ဟိုတကယ်လို့ကိုကရားရံတတ်တယ်ဆိုရင်တော့ဘာမီတွန်လိုဆေးမျိုးကိုတောက်ပါ အဲရှောင်းအမကတော့အဲ့ဒီအရေကြည်ဘူးတွေကိုရောင်လုံးတော့မဖိလိုက်ပါနဲ့ဖိလိုက်ပြီဆိုရင်ဖိလိုက်တဲ့နေရာကြီးပါပွားပြီးဖြစ်လာတတ်ပါတယ်အဲဒီလောက်ဆိုရင်မိဘောင်နဲ့ပတ်သက်တဲ့ကာကွယ်ကုသရေးအချက်တွေကိုတည်ထားပြီဆိုတော့ဒီအင်းဆက်လေးကိုတွေ့တဲ့အခါကျရင်အနေမဖြစ်အောင်ရှောင်ချားနိုင်ပြီလို့ထင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်